ဘွားရဲ့ပရိုဖက်ဆာအကောင့်ကိုမြင်ရတော့ EOD ဘဏ်က MPU credit card နဲ့ပြတ်သားလိုက်တယ်။ EOD ဘဏ်က MPU credit card ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတက်ဆိုင်ရာဒဏ်ကြီးမဆောင်ပဲရှောင်နေတဲ့မီးရှင်ချို့နဲ့ကွန်ထရက်တချို့ရှိနေတယ်လို့ရန်ကုန်မြို့တော်ဝန်ဦးမောင်စိုးကပြောပါရယ်။အော်တိုဘားလ17ရက်နေ့ကပြုလုပ်ခဲ့တဲ့ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာမယန်းကုန်းမြို့နယ်မဲဆန္ဒနယ်အမှတ်တမ်းမှာတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဥယျာဉ်ရှင်မင်းမြတ်နဲ့ရန်ကုန်မြို့တော်စီမံတရားရေးကော်မတီမှဆောက်လုပ်ခွင့်ပါမင်းမရမီဆောက်လုပ်နေတဲ့လူနေထိုင်ခန်းတွေကိုမီးတို့ဆက်လက်ဖြည့်ရှင်းဆောင်ရွက်သွားမည်ကိုသိရှိလိုကြောင်းမေးခွန်းနဲ့ပတ်သက်ပြီးပြန်လည်ဖြေကြားရမှာအခုလိုထည့်သွင်းပြောကြားလိုက်တာဖြစ်ပါရယ်။ဆောက်လုပ်ခွင့်တွေကိုဆောက်ရွက်ဆောက်ရွက်ပေးပေမဲ့ တက်ဆိုင်ရမြေရှင်နဲ့လိုင်စင်မဲ့ contract တွေကအကြောင်းမျိုးမျိုးပြပြီးဓာတ်ငင်းတွေပေးဆောင်မှုရှောင်လွှဲနေတာကြောင့်ဆောက်လုပ်ခွင့်အမှုတွေတွေကလည်းပြပြအောင်ဆောင်ရွက်မပေးနိုင်မဲ့ဆိုင်းငံ့နေရပါတယ်။ရန်ကုန်မြို့တော်စီပင်သာရေးကော်မတီအင်ဂျင်နီယာဌာနအဆောက်အုံကဆောက်လုပ်ခွင့်ပြုမိတ်ထုတ်ပေးပြီးရင်တက်ဆိုင်ရမြို့နယ်စီပင်အုပ်ချုပ်ရေးမှုကတရားစွဲထားတဲ့အမှုကိုပြန်လည်ရုပ်သိမ်းပေးလျက်လည်းရှိပါတယ်။ဒါကြောင့်ခွင့်ပြုချက်မဲ့နဲ့ ခွင့်ပြုပုံစံကွဲလွဲပြီးအထက်ကိုဆောက်လို့တာကြောင့်တရားစွဲဆိုခံထားရတဲ့အဆောက်အုံများနဲ့ပတ်သက်ပြီးရန်ကုန်မြို့တော်စီပင်သာရရေးကော်မတီအင်ဂျင်နီယာဌာနအဆောက်အုံကအဆောက်အုံဆောက်လုပ်ခွင့်တွေကိုဖြေလျော့မှုနဲ့ဆောင်ရွက်ပေးနေလို့တက်ဆိုင်ရာမြေရှင်နဲ့ကွန်ထရိုက်တာတွေအနေနဲ့မိမိတို့ရဲ့စီကံဖောက်ပြထားမှုတွေကိုတန်ချင်းများပေးဆောင်စေပြီးခွင့်ပြုမိန့်များရရှိအောင်ဆောင်ရွက်မယ်ဆိုရင်မိမိစွဲဆိုခံထားတဲ့အမှုများဟာပြည့်ပြတ်သွားမှာဖြစ် ဖြစ်ပါကြောင်းပြန်လည်းဖြေကျအပ်ပါတယ်။ရန်ကုန်မြို့တော်စီမံသားရနယ်နိမိတ်အတွင်းမှာ contract ဆောက်အုံတွေကိုဆောက်လုပ်ခွင့်ပေးရမှာမြေပိုင်ဆိုင်မှုမှန်ကန်ရင်တည်ဆဲဆောက်အုံဆိုင်ရာတတ်မှတ်ချက်တွေနဲ့ခွင့်ပြုပေးပြီးမြေပိုင်ဆိုင်မှုအတည်မပြုနိုင်တဲ့အရက်စာချုပ်နဲ့ချုပ်ဆိုထားတဲ့မြေနေရာမှာဆောက်လုပ်မည်ဆိုပါကမြို့ပြစီမံကိန်းနဲ့မြေစီမံခန့်ခွဲမှုဌာနရဲ့ခွင့်ပြုနိုင်တဲ့မြေမျိုးစားကလွဲပြီးတုံးထက်အထိဆောက်လုပ်ခွင့်ပေးထားတယ်လို့သိရပါဗျ။ အဲ့လိုဆောက်လုပ်ခွင့်ပြုထားပေမဲ့ license နဲ့ contract တချို့ကဥပဒေကိုလက်တလုံးကျပြုလုပ်နေပြီးတတ်မှတ်ချက်တဲ့ကြော်လွန်ဆောက်လုပ်နေတယ်လို့ရန်ကုန်မြို့တော်ဦးမောင်မောင်စိုးကပြောပါရယ်။ဒါအပြင်တတ်မှတ်ချက်တဲ့ကြော်လွန်ဆောက်လုပ်နေတဲ့အဆောက်အုံတွေကိုလည်းတက်ဆိုင်ရဒဏ်ကြီးပေးဆောင်စေပြီးခွင့်ပြုမှုတွေပြုလုပ်ပေးထားရလို့သိရပါရယ်။2016ခုနှစ်ဩဂုတ်လအထိခွင့်ပြုချက်ထက်ပိုဆောက်ထားတဲ့အဆောက်အုံ2136လုံးကိုရန်ကုန်မြို့တော်စီမံသားရဟိကော်မတီကတရားစွဲဆိုထားတာဖြစ်ပါရယ်။